ားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆရာကြီးမင်းသင်္ခါရီတပည့်ဆရာမဆွေဆွေရီဖြစ်ပါတယ်ယခုတပတ် November 9ရက်2025မှာ November 13ရက်2025တွင်တပတ်တာကကျမများကို9ရက်9နံသာသမီများတွင်အစဉ်လိုင်းဟောကြားပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအင်္ဂါသာသမီများအားလုံးမင်္ဂလာပါရှင် အင်္ဂါသတိမိများရဲ့တပတ်တာကံကြမ္မာကတော့ရွှေသေးဝင်ငင်းရှိပါတယ်နိုင်ငံရခြားခီးလဲသွားရတတ်ပါတယ်လူမျိုးခြားဘာသာခြားများရဲ့ကူညီမှုရပါလိမ့်မယ်ရေလံခီးသွားခြင်းလေရင်ခီးသွားရခြင်းဖြစ်တတ်ပါတယ်စပစီဟောင်းများထွက်ပြီးအသင်းများလဲဝင်ငင်းရှိပါတယ်ရွှေလဲစော့စင်လဲစော့ဝင်ငင်းရှိပါတယ်မိတ်ဆွေကောင်းများနဲ့မေဆွေဟောင်းများနဲ့လည်းလမ်းခွဲရတတ်ပါတယ်ငွေဝင်ပါလိုက်မယ်ဒါပေမဲ့ငွေကုန်စရာများစစ်တိုက်ဖြစ်နေပါတယ် ဖြစ်နေပါလိမ့်မယ်ရှင်။စာကျုပ်စာတမ်းကိစ္စများပေါ်လာတတ်ပါတယ်။အရေးကြီးစာရဲစာတမ်းများရောက်လာခြင်းအလွန်လိုချင်နေသောစာအုပ်ကောင်းရောက်လာခြင်းများဖြစ်နေတတ်ပါတယ်။ကားဝင်းပေါက်ခြင်း၊ကားမှန်ထိခိုက်ခြင်းဖြစ်တတ်ပါတယ်။ကားကြောင့်ငွေကုန်ရဂိမ်းလည်းရှိပါတယ်ရှင်။အလုပ်တွင်တိုက်ခန့်နေငယ်ရှိနေတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ရောငွေကုန်များပြီးအဆင်မပြေမှုများနဲ့ကြုံနေရတတ်ပါတယ်ရှင်။အိမ်မွေးတိရစ္ဆာန်များလည်းဝင်လာတတ်ပါတယ်။ စီပွားရေးရာဒီကုန်တိနယ်ရောင်းဝယ်ရေးလုပ်ငန်းသွတ်တန်တဲ့ရောင်းဝယ်ရေးလုပ်ငန်းကျွတ်တုံပွဲရုံရွှေဆိုင်အလားကုန်လှပြင်ဆိုင်လက်သေးလှပြင်လုပ်ငန်းများပုံမှန်တိုင်းလည်ပတ်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်ရှင်။အရေးကြီးကိစ္စသွားလို့လည်းကောင်းစာမေးဝယ်အင်တာဗျူးများသွားရောက်ဖြည့်ဆည်းစရာရှိရင်တော့လည်းကောင်းအပြာရန်ဝယ်စားဝယ်စင်ပြီးသွားပါဆက်ဆက်အစီအမံချုံးမအောင်မြင်ပါလိမ့်မယ်ရှင်။အခြေရေးချစ်သူချစ်သူရီးစားဤ တစ္ဆာဖောက်ခြင်းကိုခံရတတ်ပါတယ်ရှင်အိမ်တော်ကြီးအိမ်တော်ရှင်များတော့စိတ်ချမ်းသာမှုများနဲ့ဆက်ဆက်ရအဆင်ပြေနေပါလိမ့်မယ်ကျမ်းမာရေးစေတူမာခြင်းစေစားမာခြင်းဖြစ်တတ်ပါတယ်သတိထားပါအကျိုးပေးကဏ္ဍ683ဖြစ်ပါတယ်ရှင်။ယတရားအိမ်ဖျားမှာဘဲသားရင်နဲ့သွန်ကက်လူတန်းချင်းမိတ်ဆွေများကိုဘဲသားရင်နဲ့ဒါနာပြုခြင်း၊လျှောက်ငယ်သားများကိုဘဲသားရင်နဲ့ကျွေးမွေးခြင်းပြုလုပ်လိုက်ပါ။အញ្ញံများပြပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။ အင်္ဂါသတိမိများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါစေရှင်။ဗုဒ္ဓသတိမိများလုံးမင်္ဂလာပါရှင်။နိုဝင်ဘာ9ရက်2025မှာနိုဝင်ဘာ13ရက်2025တွင်ဗုဒ္ဓသတိမိများလုံးတို့တပတ်တာကညမာဖြစ်ပါတယ်ရှင်။အလူမင်္ဂလာများပြည့်လို့ရတတ်ခြင်း၊ငွေများစွာဝင်ခြင်း၊ထိပေါက်တကယ်စွာငွေဝင်ခြင်း၊ကားဝင်ခြင်း၊ပျော်ရွှင်သောခီးစွာခြင်းဖြစ်တတ်ပါတယ်။တိုက်ခန်းဝင်ခြင်း သာသမီသုံးဖို့မောင်ညီမငယ်များ၏မင်္ဂလာဝဲများပြုလုပ်ရခြင်းဖြစ်တတ်ပါれဖုံးပြောက်ခြင်းမြေထွက်ခြင်းလူလင်ခံရခြင်းတော့ရှိပါれသတိထားပါနိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများအဆင်ပြေလာပါလိမ့်မယ်လူမျိုးကြားဤကုညီမသားမှုလည်းရတတ်ပါれရွှေလစ်စွဇင်လစ်စွပြောက်တတ်ပါれသတိထားပါဆိုင်ငန်းများရှိပါကမထွက်ဆိုင်ငန်းများရှိပါကမထွက်ခြင်းပဲထွက်တတ်ပါれအိမ်တွင်မိသီထားသုံးမှာမိနစ်ပတ်သက်ပြေမှုခင်းပြဿနာဖြစ်တတ်ပါれ အလုတ်တင်ထစ်လူကြီးဆက်သမားများ၏ဂူကြီးမှုလည်းရရက်ပါတယ်အလုတ်မှာတိုက်ခံသို့မဟုတ်ခက်ခဲတွေရှိနေပါတယ်လျှောက်ငယ်သားထွက်ချင်းကြောင့်သကောင်အလုတ်တင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်ပါတယ်မကြခင်တော့အဆင်ပြေသွားပါလိမ့်မယ်ရှင်ပညာရေးတွင်ငွေကုန်စရာများရှိနေတတ်ပါတယ်စီးပွားရေးကားလုပ်ငန်းထဲလေးရောင်းဝယ်ရေးလုပ်ငန်းသက်သက်ရောင်းဝယ်ရေးလုပ်ငန်း ဖိဖနဲ့နိုင်ရောင်းဝယ်လုပ်ငန်းရောင်းဝယ်ကောင်းနေသောအချိန်ကာလဖြစ်ပါလိမ့်မယ်။ရေးကြီးကိစ္စသွားလို့လင်းသံကောင်းဆံမေးဝယ်အင်တာဗျူးများသွားရောက်ပြေဆိုစရာရှိရင်တော့အဖြူရန်ဝယ်စားဝတ်ဆင်ပြီးသွားပါ။အစစရာအဆင်ပြေကြောမောင်းအောင်မြင်ပါလိမ့်မယ်ရှင်။အချီရေးချစ်သူနဲ့အစစရာရာအဆင်ပြေပျော်ရွှင်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်။အင်းအရေးအလုပ်ကိစ္စကြောင့်နည်းငယ်စကားများရတတ်ပါတယ်ရှင်။ကျမရေးဘယောက်ရင်မကြကနာဖြစ်နေတတ်ပါတယ်။အကျိုးပေးကနန်း2.6ဖြစ်ပါတယ်ရှင်။ ရေရအိမ်ဖျားမှာဒိန်ငင်ကတ်လို့ဆိုတော့ညီမိစေများကိုဒိန်ငင်တိုက်ကျွေးခြင်းလျှောက်ငယ်သားများကိုဒိန်ငင်တိုက်ကျွေးခြင်းပြုလုပ်လိုက်ပါအညာများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်ဗုဒ္ဓသာသမီများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်ဇာတ်ဝိသသမီများအလုံးမင်္ဂလာပါရှင်နိုဝင်ဘာ9ရက်2025မှာနိုဝင်ဘာ13ရက်2025တွင်ကြာသပတေးသားသမီးများအားလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ် ကွန်ပျူတာဝင်ရင်ဖုန်းဝင်ရင်မြေဝင်ရင်ဖြစ်တတ်ပါတယ်။အိမ်ပြင်စရာအိမ်ယာနေရာပြောင်းချွေခြင်းများဖြစ်တတ်ပါတယ်။နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများဆောင်ရွက်ရတတ်ပါတယ်။လူမျိုးကြားဘာသာကြားများ၏ကူညီမှုလည်းရတတ်ပါတယ်။ရွှေနာ၏အလှကုန်ပစ္စည်းများထွက်ခြင်းပစ္စည်းချင်းဖြစ်တတ်ပါတယ်။အလုပ်တင်ဒိလီဇသမာသုံးမုံလဲရငယ်သားများကြောင့်စိတ်နှောက်ရှစ်ဖြစ်နေတတ်ပါတယ်။စီပစီဟောင်းများထွက်ခြင်းအရေးကြီးစာရဲစာရမ်းများပျောက်ခြင်းတကူကူခံရတတ်ခြင်းဖြစ်တတ်ပါတယ်သတိထားနေတိုင်းမှာ အလုတ်တွင်လည်းစိတ်မပါသလို ဖြစ်နေတတ်ခြင်းမိမိစိတ်များမပျော်မရှင်ဖြစ်နေတတ်ပါတယ်မိမိကိုယ်ကိုယ်ရဘာသာမှဘာသာရေးများပြုလုပ်ခြင်းမြင့်တာများပို့ခြင်းတရားထိုင်ခြင်းများပြုလုပ်လိုက်ပါပညာရေးတွေကတော့ကောင်းမွန်နေပါလေရှင်စီးပွားရေးမုံမျိုးစုံလုပ်ငန်းဓာတ်ဆီကြီးစေရောင်းဝယ်လုပ်ငန်းစာရေးကရိယာစာပုံနှိပ်တိုင်းစားတောက်ဆိုင်စားတောက်ကုန်လုပ်ငန်းရှင်များပုံမှန်တိုင်းလေပတ်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်အရေးကြီးကိစ္စသွားလို့လည်းကောင်းစာမေးဝယ်ရင်တာပြင်းများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်း အစင်းရဝဇဝစင်ပြီးတော့ပါစားစားရအစင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်ရှင်အချစ်ရေးချစ်သူနဲ့အစင်မပြေဖြစ်နေတတ်ပါတယ်အိမ်တော်ရေးပုံမှန်တိုင်းတတရရပြောပြောရှင်ရှင်ပါပဲရှင်ကျဲမာရေးသွားကြိုက်ခြင်းခေါင်းကြိုက်ခြင်းဖြစ်နေတတ်ပါတယ်အကျိုးပေးကနန်းခွန်ငါရှိဖြစ်ပါတယ်ရှင်ရေရအိမ်ဖျားမှာနိုရမင်းကလူစတော်ညီမိတ်ဆွေများကိုနိုရမင်း တိုက်ကျွေးခြင်းလျှောက်ငယ်သားများအောင်မျိုးနိုဒမင်းတိုက်ကျွေးခြင်းပြုလုပ်လိုက်ပါညံ့များပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်ရှင်။ကျန်သမီးသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။တက္ကသသမီးများအားလုံးမင်္ဂလာပါရှင်။နိုဝင်ဘာ9ရက်2025မှာနိုဝင်ဘာ13ရက်2025တွင်တက္ကသသမီးများအားလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။ အလုတ်သေးပြောင်းရကားခြင်းအလုတ်တွင်၎င်းအင်းတွင်၎င်းနေရာထိုင်ခင်းပြောင်းရှိရခြင်းခရီးသွားရခြင်းဖြစ်တတ်ပါတယ်လေရင်ခရီးဖြစ်ပါလိမ့်မယ်ကားသေးလည်းကောင်းသောပြောင်းခြင်းပြောင်းရတတ်ပါတယ်ငွေကုန်များနေသောအချိန်ကာလဖြစ်ပါလိမ့်မယ်ရှင်အလုတ်တွင်အခက်အခဲတိုက်ခတ်များတော့ညာနေသောအချိန်ကာလဖြစ်ပါတယ်ဝင်ငွေတွင်ငွေမမြတ်ဖြစ်နေတတ်ပါတယ်စစ်ပစ္စည်းအားများထွက်တတ်ခြင်းရွှေနိုင်ထွက်ခြင်းပြည့်ခြင်းဖြစ်တတ်ပါတယ်အို သိအိမ်သစ်တော်ရတတ်ပါတယ်ရှင်ခင်မင်းသောမိတ်ဆွေနဲ့လမ်းခွဲရခြင်းစကားများခြင်းဖြစ်တတ်ပါတယ်ပြောဆိုစဉ်ခြင်းမှာခင်မင်းရင်းသောမိတ်ခင်မင်းရင်းသည်သူဆေးရုံတရသောကြောင့်သတင်းမရတတ်ခြင်းငွေများထောက်ပံ့ကူညီရခြင်းဖြစ်တတ်ပါတယ်မြေထွက်ဆရာရှိကမြေထွက်တတ်ပါတယ်ဘဏ်ကပြောက်ခြင်းသူတပါးသုံးဆွဲနေခြင်းဖြစ်တဲ့တွင် မကြာခဏဘဏ်ကစစ်ဆေးပါပညာရေးတွင်ငွေကိုများနေသောချိန်ကာလဖြစ်ပါလေရှင်။ စီပွားရေးအိမ်ပွဲစာအလှကုန်မြေပွဲစာမြေဝယ်ရောင်းလုပ်ငန်းမုံမျိုးစုံလုပ်ငန်းအလှကုန်လှပြင်ဆိုင်အမှုပညာလုပ်ငန်းပကြီဆွဲသော လုပ်ငန်းအမှုပညာချင်းများပုံမှန်လည်ပတ်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လင်ကောင်းဆောင်မေဝင်အင်တာဗျူးများသွားရောက်ပြေဆိုစရာရှိရင်တော့ခဲပြရာဝယ်စားဝယ်စင်ပြီးတော့ပါအစမ်းဆက်ရာအချင်းပြေချုံးဖို့အမြင်ပါလိမ့်မယ်ရှင်အခြေရေးချစ်တုံးတဲ့စကားပြောအဆင်မပြေဖြစ်နေတတ်ပါတယ် အင်းနာယေပိုမိုချစ်ခင်မှုဘူးဆိုင်မှုခံရသောချိန်ကာလဖြစ်ပါတယ်။ကျမ်းမာရေးစေထိုးမှခြင်းစေစားမှခြင်းအမ်ဖြစ်တတ်ပါတယ်။သတိထားပါအကျိုးပေးကဏ္ဍ65ဖြစ်ပါတယ်ရှင်။ယရိယာအိမ်ပြားမှာအသီး6လုံးကလူစုတောင်းခြင်းမိတ်ဆွေများကိုအသီးလက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုတည်တည်ဝရန်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညာများပြပြပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။ တောက်ကြသောသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဌာနပြေဝကြပါစေရှင်။စနေသားသမီးများလုံးမင်္ဂလာပါရှင်။နိုဝင်ဘာ9 2025မှာနိုဝင်ဘာ13ရက်2025တွင်စနေသားသမီးများလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။စပစီဝင်ရင်ဆိုင်ငန်းဝင်ရင်လဲအောင်ငယ်သားများရောက်လာတတ်ခြင်းဖြစ်တတ်ပါတယ်။ငွေများဝင်တော့လဲငွေဖတ်တည်သေးသောအချိန်ကာလဖြစ်ပါလိမ့်မယ်။ ဝင်းရင်းမီစီဝါတိုးချက်ခြင်းစွန့်စားသောလုပ်ငန်းများလုံးခြင်းလုံးဝမလုပ်သင့်သောအချိန်ကာလဖြစ်ပါတယ်။ရှိတာကုံဆုံးရှုံးမှုရှိတာကုံသွားတတ်ပါတယ်။ဆုံးရှုံးတတ်သောအချိန်ဖြစ်ပါတယ်။ရှင်ခင်မင်းရင်းသောမိတ်ဆွေများနဲ့လည်းလမ်းခွဲရခြင်းဖြစ်တတ်ပါတယ်။ဥဝင်ဒိတ်တာများထွက်တတ်ပါတယ်။ကားတော့ဟောင်းမအစ်တို့ပြောင်းရတတ်ပါတယ်။ခီးလေထွက်เสียဖြစ်လာတတ်ပါတယ်ရှင်။စိုက်ကဲစိုက်ကားကြောင့်လကောက်စာရုပ်စာတန်းကြောင့်လကောက်ပြဿနာနေငယ်ဖြစ်ရတတ်ပါတယ်။ လူမျိုးကြဘာသာကြကြမဲ့၎င်းနိုင်ငံကြားကိစ္စကြ၎င်းစိတ်အနှောင့်အယှက်များတွေ့နေရတတ်ပါတယ်ယခုအချိန်ကာလကတော့ဘာသာရေးကိစ္စများပြုလုပ်ခြင်းဒိဋ္ဌံဝင်ခြင်းမေတ္တာပို့ခြင်းတရားထိုင်ခြင်းများပြုလုပ်သောအချိန်ကာလဖြစ်ပါတယ်ပြုလုပ်တင်သောအချိန်ကာလဖြစ်ပါတယ်ရှင်ပညာရေးအတွက်ကတော့ဆုံးရှုံးမှုများနေတတ်ပါတယ်စီပွားရေးစားတောက်ဆိုင်စားတောက်ကိုအင်ဂျာမီကျိုးတော်ဆောင်လုပ်ငန်းအထယ်လေးရောင်းဝယ်လုပ်ငန်းဓာတ်စီဒီဇယ်ရောင်းဝယ်လုပ်ငန်း ခီးဖနက်နာရီရောင်းဝယ်လုပ်ငန်းများအလုံးမဖြစ်သေးသောအချိန်ကာလဖြစ်ပါတယ်ရှင်။အေဂျီကိစ္စသွားလို့လင်ကောင်းဆောင်မေးဝယ်အင်တာဗျူးများသွားရောက်ပြည်သူစီရာရှိအောင်ခရမ်းရောက်ပါသောဝယ်စားဝတ်ဆင်ပြီးသွားပါ။အစစရာအဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်ရှင်။ချီချစ်သူကြီးစားနဲ့ပြက်စဲနေတဲ့ပြက်စဲရမလို့အထီးဖြစ်နေအဆင်မပြေဖြစ်နေတတ်ပါတယ်။ဈေးနောင်ရေးအိမ်နောင်ဘေးအထင်လွဲခြင်းဆွဆွဲခြင်းကြောင့်စိတ်ညစ်နေရတတ်ပါတယ်ရှင်။ ျမ်းမာရေးခေါင်းကိုက်ခြင်းဝမ်းပြည့်ခြင်းဖြစ်တတ်ပါတယ်စားတော့တည်ထားပါအကျိုးပေးကဏ္ဍ3တခုဖြစ်ပါတယ်ရှင်ရေဒီယာအိမ်ပြန်မှာဇီးကိုကတ်လို့စတောင်းခြင်းမိတ်ဆွေများဟောဇီးကိုလက်ဆောင်ပေးခြင်းလျှောင်းငယ်သားများကိုဇီးကိုကျွေးမွေးခြင်းပြုလုပ်လိုက်ပါညံများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်ရှင်စနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါရှင်။နိုဝင်ဘာ9ရက်2025မှာနိုဝင်ဘာ13ရက်2025အတွင်းတနင်္ဂနွေသားသမီးများအားလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။လေရင်ခရီးပြောင်းချင်သောခီးသွားရပါတယ်။ကွန်ပျူတာဝင်ရင်းနိုင်ငံသားသားများ၏ကူညီမှုရခြင်းစမ်းပွင့်ရင်းလလပါများဝင်နေခြင်း ဖြစ်တတ်ပါတယ်။အလုပ်တွင်လလပါရခြင်းပုံငွေရခြင်းဖြစ်နေပါလိမ့်မယ်။အလုပ်နေရာလဲပြောင်းချွေရတတ်ပါတယ်။ကောင်းသော ပြောင်းလဲခြင်းဖြစ်ပါလေ။ လက်ရှိနေရာတွင်လည်းဆက်ဆက်ရဆင်းပြေးနေပါတယ်။အိမ်ပြောင်းရန်အိမ်ပြင်အိမ်ပြောင်းရင်အိမ်ပြင်စရာများလည်းရှိနေတတ်ပါတယ်။လေယောင်ကဲသားများကြောင့်စိတ်နှောက်ချစ်တော့အနှင်းငယ်ရှိပါလိမ့်မယ်။ရွှေလက်ကဝင်တတ်ပါတယ်၊ခွေးကလေးများလည်းရောက်လာတတ်ပါတယ်။ကောင်းသောရောက်လာခြင်းဖြစ်ပါလိမ့်မယ်။စစ်ပစ္စည်းဟောင်းများထွက်ပြီးအသစ်များဝင်လာပါလိမ့်မယ်ရှင်။ဝင်ငွေကောင်းသလိုထွင်ငွေတွေလည်းမနာမနေဖြစ်နေတတ်ပါတယ်ခီးသွားရင်သွားဒုက္ခပေးတတ်သလိုတခုခုလည်းခံရတတ်ပါတယ်ရှင် ပညာရေးနဲ့ပတ်သက်ရင်ထူးချွန်စွာအောင်မြင်သောအချိန်ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးဝန်တာစရာသတင်းကောင်းလည်းကြားရပါတယ်ရှင်စီးပွားရေးလပြင်ဆိုင်လူပညာနဲ့ပတ်သက်သောလုပ်ငန်းလူပညာရှင်များကားနဲ့ပတ်သက်သောလုပ်ငန်းထဲလေးမျိုးမျိုးစုံရောင်းဝယ်ထူးလုပ်ငန်းများပုံမစီးပွားတင်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လွယ်၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့၎င်း အဝါရဝစားဝစင်ပြီးသွားပါဆက်ဆက်အစဉ်ပြေကျွမ်းမောအမြင်မှလိုက်မယ်ရှင်အခြေရေးစမ်းပွင့်နေသောကြောင့်မိမိကိုချစ်ခင်နေသူများနေပါလိမ့်မယ်အိမ်တော်ရေးချစ်ချစ်ခင်ခင်တာတာရရာပျော်ပျော်ရွှင်ရွှင်မှာပဲရှင်ကျမရဲ့အဆိုင်ယောဂဖြစ်တတ်ပါတယ်အစားအချိန်မှန်မှန်စားတော့ဖို့လိုပါတယ်ရှင် အကျိုးပေးကနန်းနှစ်လေးတဖြစ်ပါတယ်ရေရရအိမ်ဖယားမှာပေါင်မုံ၅ကြက်ကလူစတောင်းခြင်းမိတ်ဆွေများကိုပေါင်မုံလက်ဆောင်ပေးခြင်းလေးအောင်ငယ်သားများကိုပေါင်မုံကျွေးမွေးခြင်းပြုလုပ်လိုက်ပါညံများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်တင်းနှငရေသားသမီးများအလုံးစိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင် တတင်းလာသားသမီးများအားလုံးမင်္ဂလာပါရှင်။နိုဝင်ဘာ9ရက်2025မှာနိုဝင်ဘာ13ရက်2025အတွင်းတတင်းလာသားသမီးများအားလုံးတွေတပတ်တာကံကြမ္မာဖြစ်ပါတယ်။ရေချမ်းမြေချပင်လေခီးသွားတတ်ပါတယ်။ရွှေသစ်လဲဝင်ပါလိုက်မယ်။ရက်ဝဲမှာရွှေမျိုးမိတ်ဆွေများရောက်လာတတ်ပါတယ်။ ကဆိုင်ကဆိုင်ကအဟောင်းများထွက်ပြီးအသင်းများဝင်ငင်းရှိပါတယ်အစိုးရဝန်ထမ်းဖြစ်ပါကသင်တန်းတစ်ခုခုတရားရခြင်းပညာရေးနဲ့ပတ်သက်ပြီးသတင်းကောင်းကြားခြင်းများဖြစ်နေပါလိမ့်မယ်အလုပ်တွင်စီးပွားရေးကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်လူမျိုးခြားဘာသာကြားများနဲ့တော့အဆင်မပြေဖြစ်တတ်ပါတယ်နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများလည်းရနန်းနေရသလိုအဆင်မပြေမောင်းမြင်နေသောအချိန်ကာလဖြစ်ပါတယ်ရွှေနာကြီးထွက်တတ်ပါတယ်ရှင်အင်းတွင်မိသရိသာသုံးပါ အခုလောင်ရင်တလက်ချင်းချော့ပြင်းရင်မီလက်ရင်မဖြစ်တတ်ပါတယ်အိယာနေယာပြောင်းရွှေ့ခြင်းအိမ်ခန်းပြင်ဆင်မုံမန်ရင်များပြုပြုလို့ရတတ်ပါတယ်စီးပွားရေးမြေဝေရောင်းလုပ်ငန်းမုံမျိုးစုံလုပ်ငန်းပန်းဆိုင်ခြင်းပန်းဆိုင်ဆက်တောက်ဆိုင်တသက်တဲ့ရောင်းဝယ်ရေးရာသီကုန်တည်နှံရောင်းဝယ်ရေးစီးပွားရေးကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်အရေးကြီးကိစ္စသွားလို့လည်းကောင်းဆာမေးဝယ်ရင်တာမိမသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်း မယမ်းရောင်ပါတော့ဝိစားဝိစင်ပြီးတော့ပါဆက်ဆက်ရအစီအပြေကြောမောအောင်မြင်ပါလိမ့်မယ်အကြည်ချစ်သူသေးရပါလိမ့်မယ်ချစ်သူရှိပြီးသားဖြစ်ပါကချစ်သူနဲ့အလဲပန့်များသွားရောက်နေရတတ်ပါတယ်ရှင်အိနောင်ရေးစကားပြောတိတ်အစီအပြေသေးသောအချိန်ကာလဖြစ်နေတတ်ပါတယ်ကျမ်းမာရေးသွေးတိုးခြင်းသွေးအံ့ခြင်းသွေးချန်ခြင်းများဖြစ်တတ်ပါတယ်တတိထားပါအကျိုးပေးကနန်း၅၃နှစ်ဖြစ်ပါတယ်ရှင်ယရိယာအိမ်ဖျားမှာ ဓမင်းစီစမ်းနဲ့မြေပဲကျော်ကတ်လူစုတောင်းရင်မိတ်ဆွေများကိုဓမင်းစီစမ်းမြေပဲကျော်ကျွေးမွေးခြင်းလျောင်ငယ်သားများကိုဓမင်းစီစမ်းနဲ့မြေပဲကျော်ကျွေးမွေးခြင်းများပြုလုပ်လိုက်ပါဉာဏ်များပြပြပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်တင်းလာသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်ဒီမှာတော့အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဒါလမြန်မာနေထိုင်ပြီးပြည်တွင်ဟောကြားနေသောသူဖြစ်ပါတယ် ကျမကိုစင်စင်မပြတ်ဘေးရင်မိတ်နေကြတော့ကျမတို့ဤဘေးရင်မိတ်ဆွေအောင်းများဘေးရင်မိတ်ဆွေသင်များစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။အဘာသူကဘာသားများအလုံးမြန်မာပြည်သူမြန်မာပြည်သားများအလုံးခொနည်းသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။